ဘင်္ဂလားဒေ့ရှ်နိုင်ငံအပြည်ပြည်ဆိုင်ရာရဇဝမှုဆိုင်ရာခုံရုံးကဝန်ကြီးချုပ်ဟာရှိတ်ဟာဇီနာကိုလာမယ့်၁၈ရက်နေ့မှာမြက်ွယ်စီရင်ချက်ချမှတ်ဖို့ရှိနေပါတယ်။ဝန်ကြီးချုပ်ဟာရှိတ်ဟာဇီနာကတော့ကြောင်သားတွေဦးဆောင်တဲ့ဆန္ဒပြပွဲအတွင်းမှာအိန္ဒိယနိုင်ငံကို ထွက်ပြေးခိုလုံသွားတာဖြစ်ပါတယ်။သူကို သူ့ရဲ့ပြည်ထရေးဝန်ကြီးဟာအာဇာဒူဇမန်ခန်ကာမင်းနဲ့ရုပ်ချုပ်ဟာချောဒရီအာဗူဒူလာ အယ်မာမိုတို့နဲ့အတူလူသားမျိုးနွယ်အပေါ်ဆက်ကျင်တဲ့ရဇဝမှုအပါအဝင်လူတမ်းမှုညှပန်းနှိပ်စက်မှုဆန္ဒပြမှုများအားအစုလိုက်ပြုတ်လိုက်ချိန်မုံရအမိတ်ပေးမှုတည်စီနိုင်တဲ့လက်နက်တွေအသုံးပြုရညွန်ကြားမှုစတဲ့အမှုတွေနဲ့တရားစွဲဆိုထားတာဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့လူအခွင့်အရေးစုံစမ်းစစ်ဆေးရေးမှူးတွေကတော့ဆန္ဒပြသူတွေကိုနှိမ်နှင်းရမှာစနစ်တကျလူသေးစေတဲ့နီလန်းတွေကိုအသုံးပြုခဲ့တဲ့အတွက် လူပေါင်း1400အထိတိစုံခဲ့နိုင်တယ်လို့ပြောထားပါတယ်ပြည်ထရေးဝန်ကြီးဟောင်းကတော့အပြစ်တွေကိုဝန်ခံထားပြီးအခုခါမှာရှိတ်ဟာဇီနာနဲ့ပတ်သက်လို့အစိုးရတက်တဲ့အနေနဲ့ဆောင်ရွက်နေတာဖြစ်ပါတယ်။ စွဲချက်တင်ထားတဲ့အစိုးရရှိနေကတော့ဝန်ကြီးချုပ်ဟာရှိတ်ဟာဇီနာကိုတည်တယ်အပြစ်ပေးဖို့တောင်းဆိုထားပါတယ်။အိန္ဒိယနိုင်ငံမှာတိရှောင်နေတဲ့ဝန်ကြီးချုပ်ဟာရှိတ်ဟာဇီနာကတော့သူ့ကိုတရားစွဲဆိုတာဟာသူ့ရဲ့အဝါမီလီပါတီကိုပြက်သွားအောင်နိုင်ငံရေးရွေချက်ရှိနေပြီးနိုင်ငံရေးခေါင်းဆောင်တွေကတရားရုပ်ကိုအနောက်ကနေချေလဲနေတယ်လို့တုံ့ပြန်ထားပြီးတော့စွပ်စွဲချက်တွေနဲ့ပတ်သက်လို့သူ့မှာအပြစ်မရှိကြောင်း BBC သတင်းဌာနကိုပြောထားပါတယ်။